ISBA အသင်းဒိုဂျိုဗာဒီနဲ့ပွဲမှာအခြေအနေကောင်းပါမလား ISBA အသင်းကတော့ပြီးခဲ့တဲ့နေ့ကကစားခဲ့တဲ့အုပ်စုပထမဆုံးပွဲမှာအခြေအနေတော့မကောင်းခဲ့ပါဘူး။စူဝမ်အသင်းကိုငါးဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ရပြီးအကွဲကွဲပြက်ပြက်ဖြစ်ခဲ့ရသလိုအဆင်အစရာမှဆိုလည်းလက်ရှိဆိုအောက်ဆုံးရောက်နေပါပြီ။အုပ်စုတက်ချင်နေဆိုထမားလို့တော့မရတော့ပါဘူး။ရှင်မြိုင်မို့ကြံတဲ့အသင်းနှစ်သင်းကလည်းကိုထက်အင်အားအများကြီးရှိတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ရလတ်ကောင်းကောင်းရဖို့ဆိုတာတော်တော်ကိုရုန်းကန်ရမှာပါ။လာမယ့်စနေနေ့မှာဒုတိယပွဲစဉ်အဖြစ်တိုချိုဗာဒီအသင်းနဲ့ဆက်ပြီးတော့ရှင်ပြိုင်သွားရမှာပါတဲ့။ဒီပွဲစဉ်ရလတ်ကိုကြည့်ပြီးတော့နောက်တစ်ဆင့်တက်မတက်ဆိုတာကရုံလုံးပေါ်လာမှာပါ။စနေ ရက်နေ့ညနေအစောပိုင်း3နာရီမှာရှင်ပြန်ရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုရင်တိုချိုဗာရီအသင်းကနေကိုဝမ်းကို၄ဂိုးပြတ်နေပါနိုင်ရရှိခဲ့တာပါ။ ISB နဲ့အတွေ့မှာလည်းဂိုးပြတ်မရှောင်းရင်တော့ဝမ်းသာရမယ့်အခြေအနေဖြစ်နေပါတယ်။ဒီလိုအသင်းက ISB အနေနဲ့ပြီးခဲ့တဲ့ပွဲလို့ရှင်တိုက်ဖို့ထပ်ပြီးဆုံးဖြတ်လို့တော့မရပါဘူး။တစ်ဖက်အသင်းကတိုက်စီရောခန်းစစ်ပါကိုထက်တာနေတဲ့အသင်းတင်းဖြစ်တာကြောင့်ဘလို့နေနေဒီပွဲကိုတော့အရင်ကလိုပိတ်ဆော်မှရမယ့်သဘောမှရှိပါတယ်။တစ်ဖက်အသင်းကစူဝမ်ထက်တော့အများကြီးခြေထားတဲ့အသင်းဖြစ်ပြီးဂျပန်မျိုးကြီးတိုချိုမျိုးရဲ့အသင်းဖြစ်တယ်လို့ဂျပန်မျိုးသမီးလီရဲ့အင် င်အားအကြီးဆုံးအသင်းသတင်းမှာအာရှချန်ပီယံလိဖလားကိုလည်းရယူထားမှုပါသေးတယ်။အစင်တန်းကကစားသမားတွေအပြင်နေစနစ်တွေပါအများကြီးကွာဟနေခဲ့ပါပြီ။မြပြတော်ဆန်းဆန်းသိန်းကလည်းပြိတ်သက်တွေရဲ့ဝေဖန်ထောက်ပြမှုတွေကိုအမြဲနှားထောင်နေသူတူလည်းဖြစ်တာကြောင့်ပြိတ်သက်တွေတောင်းဆိုတဲ့အတိုင်းဖြစ်လာမယ်လို့တော့မျှော်လင့်ရပါတယ်။ခန်းစစ်ကြက်လက်အောင်စီစဉ်ပြီးရင်တော့တိုက်စစ်ကလည်းရှိပါသေးတယ်။ပြီးခဲ့တဲ့ပွဲမှာဆိုတိုက်စစ်ကစားသမားတွေအနေနဲ့အခွင့်အရေးလေးရပြီဆိုသူထက်ငါအပြိုင်ဆိုင်ကိုကန်နေခဲ့ကြတာပါ။ဒီလိုရံမျိုးနောက်တစ်ခါထပ်ဖြစ်လို့တော့မရပါဘူး။တကယ်ဆိုပြီးခဲ့တဲ့ခြေစစ်ပွဲမှာကလေးက ISB အသင်းဝင်ခွင့် င်းအောင်မို့ဘသူမှမျှော်လင့်မထားကြပေမဲ့သုံးပွဲကစားသုံးပွဲနိုင်ဆိုတဲ့ရလန့်နဲ့အန်အောင်လောက်စီအောင်လုပ်ပြခဲ့တာကြောင့်တော်တော်များများကဆက်ပြီးမျှော်လင့်နေကြတာပါလက်ရွေးစင်ကစားသမားတွေကလည်းတော်တော်များများခေါ်ယူထားပေမဲ့ဒီလိုအာရှအင်အားချင်းအသင်းအနေနဲ့တွေ့ကြရတော့အဆင်မပြေတော့ပါဘူးအစောပိုင်းကပြောခဲ့သလိုပဲဂိုမပြတ်ဖို့ကိုပဲတေချာပိတ်ကစားပြီးတစ်ဖက်အသင်းကစောစောအခွင့်ရင်ရခဲ့ရင်ရသလိုဖီအားပေးနိုင်မှုလိုပါတယ်တစ်ဖက်ကကစားမယ်စူဝမ်နဲ့နေကိုဟန်းတို့ပွဲစဉ်မှာလည်းစူဝမ်ကနိုင်မှုရခိုင်နှုန်းများနေတာကြောင့် ISB အသင်းအနေနဲ့ဒီပွဲမှာဂိုမပြတ်အောင်ထိမ့်ပြီးနောက်ဆုံးနေကိုဟန်းရဲ့ပွဲကိုအနိုင်က ားနိုင်မယ်ဆိုရင်အုပ်စုတက်ဖို့မျှော်လင့်ချက်ကရှိနေအောင်ပါပါ။လေးသိန်းမှာတဲ့တောင်းအုပ်စုမှာပထမဒုတိယ6သိန်းအပြင်ကိုတတိယ2သိန်းကမှအုပ်စုတက်ရောက်မှာဆိုတော့မျှော်လင့်ချက်ကမကုံဆုံးသေးပါဘူး။ကစားသမားတွေဘက်ကလည်းအစွမ်းကုန်စူးစမ်းကစားပြီးပြည်သက်တွေလည်းအစွမ်းကုန်အားပေးပြီးလက်မှတ်ခအခမင်းနဲ့အတူကွင်းနေထီသွားရောက်အားပေးကြဖို့လည်းပြောချင်ပါတယ်။ပြီးခဲ့တဲ့ပွဲမှာဆိုကွင်းနေထီလာရောက်ကြည့်ရှုသူ9000ကျော်ထိရှိခဲ့တယ်လို့လည်းသိရပါတယ်။တော်တော်ကိုများတဲ့ပမာဏမှာရလတ်တော့မကောင်းခဲ့ပေမဲ့ပွဲပြီးမှပြည်သက်တွေကိုကျေးဇူးတင်ကြောင်းနှုတ်ဆက်ခဲ့ပါသေးတယ်။ ျွန်တော်တို့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲနောက်လည်းပြည်တွင်းဘောလုံးသတင်းတွေနိုင်ငံတကာဘောလုံးသတင်းအကြောင်းအရာတွေပါတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို like and subscribe ပြုလုပ်ပေးသွားကြပါအောင်နောက်ထပ်သတင်းအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ